MSP ငါးသိန်းလောက်ပဲမသိမယ်ဆိုပြီးတော့စတာပေါ့နော်ဒီအကြောင်းကိုရောက်လာတဲ့အချိန်မှာတဒါကအရင်ကြီးဖြစ်သွားတယ်။အရင်နဲ့မကောင်ဟိုရှိမှဆိုရင်အကြောင်းရဲ့ဆိုင်းပုံကြီးရှိတယ်။တသေးလေးပဲနှစ်ပေတပေခွဲလောက်ပဲရှိရဲ့။အဲ့ဒါကြီးလည်းဝါးနဲ့ဆိုတော့အဆင်မပြေဘူး။ညာအလှူတော့ဝေဖန်တာတော့မဟုတ်ဘူးပေါ့နော်။အဲ့လိုမျိုးဒီနေရာလေးတွေကျန်ခဲ့တယ်။အာဒီအကြောင်းကြီးရွှေသဝင်းဝင်းဖြစ်မှတဒါကြီးတွေတောက်လာတယ်။အဲ့ပုံစံမျိုးလေးတွေဖြစ်တဲ့အခါကျတော့ပေါ့နော်။ဒီလိုမျိုးမရှိတဲ့နေရာကြီးကို

ဆုံးခံကြွရတယ်ကျွန်တော်တို့လမ်းဘက်ကိုဆုံးခံကြွရတာပေါ့နော်ဆုံးခံကြွတော့ကျောင်းမှာတော့ကထိန်ကမခင်ဖြစ်ဘူးခင်လားမသိဘူးပေါ့နော်ဆရာတော်ကပြောတယ်မလုတ်ဖြစ်ဘူးပေါ့နော်တကာကလည်းနဲတာပေါ့နော်ဒီကျောင်းရဲ့ location အနေထားရပေါ့ဒီဘေးပတ်ဝန်းကျင်မှာလည်းကျောင်းတွေအရင်များတဲ့ခါကြတော့ဟိုပြောမှဆိုရင်တော့ဒီရရက်ွက်နေကန်တွေကခက်ကြတော့ဒီကျောင်းကိုသွားကြတော့ပေါ့နော်အဲ့လိုမျိုးဒီဘက်ကျောင်းကိုရောက်တာနဲတာပေါ့နဲတဲ့ခါကြတော့ဆရာတော်ကကျွန်တော်ကိုပြောတော့ကျွန်တော်က ငါးသိန်းလောက်ပဲမသိမယ်ဆိုပြီးတော့စတာပေါ့နော်ဒီအကြောင်းကိုရောက်လာတဲ့အချိန်မှာတဒါကအရင်ကြီးဖြစ်သွားတာအော်အဆင်မပြေဘူးပေါ့နော်နည်းနည်းချွတ်တဲ့အကြောင်းဖြစ်တဲ့အခါကျတော့အားကြောင့်လူရင်းလူရင်းကနေအကြီးကြီးတွေဖြစ်ဖြစ်သွားတာပေါ့နော်ဒါသူပမာဏအတခုနဲ့ဆိုရင်တော့အကြီးအကြီးဖြစ်သွားတာပေါ့ပထမတခုပထမဆိုရင်ကျွန်တော်ကဒီပရိဒပင်တခုလောက်ပဲမှန်းတာပေါ့နော်လုံးမှာပေါ့ပရိဒပင်တခုပို့လိုက်မှာပေါ့ဆိုတော့ဒီကနေ့နှစ်ခု၃ခု၅ခုလောက်ထိဖြစ်သွားတာပေါ့နော်ဖြစ်သွားတယ်နောက်ပြီးတော့ဒီเจ้าမှာလည်းဒီလိုအပ်တဲ့ ကျောင်းမှာတုံးတဲ့ပစ္စည်းပစ္စည်းရလေးတွေပါစီတန်းရင်းပေါ့နော်အဲ့ဒါလုတ်ဖြုတ်သွားတာဟောရင်းနဲ့မကောင်းဟိုရှိမှဆိုရင်ကျောင်းရဲ့ဆိုင်းပုံကြီးရှိတယ်တသေးလေးပဲနှစ်ပေတပေခွဲလောက်ပဲရှိရဲ့အဲ့ဒါကြီးလေဝါးနေဆိုတော့အဆင်မပြေဘူးပြောမဆိုရင်တော့အသက်60တန်ကားတော့ရှိတယ်89ရှိရဲ80ကျော်ရှိရဲ60ကျော်ရှိရဲနောက်ပြီးတော့ကိုရင်ငယ်တွေကလည်းတသေးလေးတွေငယ်လေးတွေပဲဖြစ်နေခါကြတော့ဗောနော်အဲ့မှာအော်အသက်ကြီးပိုင်းတွေလည်းများတဲ့ခါကြတော့ဆုံးကွန်းတွေကလည်းဒါက ဟိုအဆင်မပြေလောက်ဘူးပေါ့နော်အဲ့ဒါကြောင့်လဲဟိုသွေးပြီးတော့လှူဖြစ်သွားတာပေါ့နော်ပို့ပြီးတော့ပီတီကတော့အရန်ဖြစ်တာပေါ့နော်စောနာကတော့ပလင်ကြည့်လိုက်တယ်ပလင်မရှိဘူးတရားဟုတ်ပလင်မရှိဘူးအဲတရားဟုတ်ပလင်လဲဒီမှားလိုက်ပြီချက်ချင်းအာရင်ကိုမှားလိုက်တယ်မှားလိုက်တယ်ဒါတခုပြီးတခုပေါ့နော်ကိုကဖက်လှုပ်ချင်တာပေါ့နော်နောက်ဆိုရင်လဲဒီကြောင်းဖျားကန်ဖျားကန်ကိုပြင်မှာပေါ့နော်ဖျားကန်ပြင်မယ်ကြွေပြားလေးတွေပါလေးတွေကတ်မယ် အဲအဲ့လိုမျိုးလေးတွေဒီအကြောင်းဒါကိုလည်းဟိုကျွန်တော်တို့ပြင်သေးတဲ့နေရာတွေဒီအပေါ်တွေဘာတွေအကုန်လုံးကျွန်တော်နိုင်တလောက်လေးပေါ့နော်အများကြီးတလုံးတစ်ခဲကြီးမနိုင်ပြင်မဲ့ဒီပမာဏလေးတစ်ခုနဲ့နိုင်တဲ့ပမာဏလေးတစ်ခုနဲ့တဖြည်းဖြည်းနဲ့ပြင်သွားမှာပေါ့နော်အဲ့ဒါကြီးကဒီမရှိတဲ့ ကြောင်းဖြစ်တဲ့ခါကျတော့ပီတိကတော့ဘာနဲ့မှလဲမနိုင်ဘူး။အဲဒါကြောင့်ဟိုဘလို့မှလည်းဒီပီတိကပြောပြလို့မတတ်ဘူး။ဒီကအဲ့လိုတစ်ခုလုပ်ရမယ်ဆိုရင်တော့ဟိုကြိုတင်ပြင်ဆင်ရတယ်စီစဉ်ရတယ်ဆိုတာဒါကျွန်တော်တို့နဲ့လို့ဟိုနှစ်နှစ်လှမ်းတော့သွားရလာရတာတွေရှိရဲ။လန်ကီကလည်းဒီအရင်ကိုချုံးမှုတဲ့အဲမှာတော့မပါဘူး။သူကဂျိုက်လေးတွေရှိတယ်။ကားနှစ်စီးဆိုရင်ဝင်လို့မရဘူး။အဲ့လိုမျိုးလေးတွေရှိတော့ဗောနော်။အဲ့ဒါကြောင့်ဒီနေရာကြီးကိုဟိုလှုပ်လိုက်ရတဲ့အတွက်ကလည်းဒါကိုနဲ့ပထန်းဆက်ပါတာကန်ဆက်ပါတာလည်း ပြောလို့ရမှာเนาะဆရာတော်နဲ့ကအဲကြောင့်ဒီမှာလှုပ်ဖြစ်သွားတယ်အဲကြောင့်ဒီရဲ့ပီတိကဘာမှမမလဲနိုင်ဘူးဟိုဒီကိုအွယ်နဲ့လဲကိုဒါကြီးအလှူကြီးကိုလုံနိုင်တယ်ဆိုတော့လဲဒီပီတိကမပြပြတက်လောက်အောင်ပါဘောเนาะတိုးတော့အလှူတွေကလှုပ်တော့လုံနေကြအများတန်းဒီပြောမစရင်တော့ကိုလာပိုင်းဆေလာပိုင်းဆက်လာပိုင်းကိုလာပိုင်းလာဆိုရင်ပကံမှာဇူးကြဇူးကြဆေလာပိုင်းဆိုရင်လဲဒီ 30ဘက်မှာရွာလေးရွာ3ဒီတာကျောင်းမုတ်ဦးစောက်တာအဲအခုကကထိန်ခင်းပေါ့မနက်ဖြန်ဆိုရင်ဒါဟိုနှိပ်ပန်ဈေးရှိတယ်နှိပ်ပန်ဈေးထက်လူအောင်မှာပေါ့နော်အဝတ်အစားပေါ့အဲလိုပုံစံမျိုးတွေလူအောင်မှာပေါ့နော်အဲ့ဒါကြောင့်ကုတို့ကလည်းအမြဲဟိုတာတော့ရတာပေါ့နော်ကုတို့ကလည်းအမြဲရတို့တော့ကထိန်ကခက်ကြတော့ကျွန်တော်တခင်တနည်းမှမလုပ်ဘူးမလုပ်ဘူးတဲ့ခါကျတော့ပထမဆိုတော့အဲ့ဒါကြောင့်ပီတိဘလို့ပီတိဖြစ်လဲဆိုတာဟိုပြောပြလို့မတက်တော့အောင်ဖြစ်တာပေါ့နော်ပီတိကဒီနှစ်မှဒီကျွန်တော်ကိုယ်တိုင်ပေါ့ခါတိုင်းနှစ်ဆိုရင်လည်းဒီဒါ လူလူတာပေါ့ဒီတက်နိုင်တာ9000နိုင်ကြီးတော့သိန်းနိုင်တော့ပေါ့နော်ဒီအခုလည်းလှူပါတဲ့ကထိန်ကင်းဆိုရင်စခြားကျောင်းတွေအတိကျောင်းတွေမိတ်ဆွေကျောင်းတွေမှာဆိုရင်ကထိန်ကင်းလာဖိတ်တာတော့ပါဆိုရင်အလူငွေအားထည့်ပါတော့သို့တော့ကိုယ်တိုင်ဦးစီးဖို့ဆိုတာကတော့ဒါမမျော်လင့်တာပဲနဲ့လည်းဖြစ်သွားတယ်10ရက်လောက်ပဲအချိန်ရတယ်ကျွန်တော်တို့ဒီလှုပ်ဖြစ်သွားမှဆိုတဲ့အချိန်က10ရက်လောက်ပဲရတာဟုတ် ဆရာဘယ်လိုဖတ်မလဲဆရာဟိုတော်တော်များများလက်တံတွေမှာလည်းမျိုးနေတာတရားအကောင်ကြာတကယ်ဟိုတကယ်ပြည့်တဲ့နေရာတွေတကယ်အခုအရန်ဒါအကြောင်းမြင်လိုက်တာနဲ့လေအရန်လိုအပ်ချက်တဲ့နေရာအရန်ကမပြည့်စုံနေတာမပြည့်စုံဖြည့်ရရဟုတ်တယ်ဒါဆိုရင်တစ်ခုဖြည့်ပြီးတစ်ခုဖြည့်ပြီးဆိုရင်ဒါဆိုရင်ပလင်ဖြည့်မယ်ပလင်ဖြည့်ပြီးရင်ဖျားကန်လေးပေါ့နော်ဖျားကန်လေးလည်းဖြည့်ဖို့စဉ်းစားရတယ်။အာနောက်ပြီးတော့ဒီကျောင်းကိုလည်းအမိုးတွေတွတ်တယ်အမိုးတွေတွတ်တယ်နဲ့နောက်ပြီးတော့ဟိုစနစ်တကျလေးပြန်ပြီးတော့ ပြင်ဆင်တာပေါ့အမှန်တော့ဒုတော်တကားလိုတာပေါ့နော်တကားလိုတယ်သူတည်တဲ့နေရာလေးတွေဖြစ်တယ်ပြီးတော့အခုကခက်ကြတော့လဲဘယ်လိုပြောမလဲအလှူနဲ့ပတ်သက်ပြီးတော့ဝေဖန်တာလည်းမဟုတ်ဘူးပေါ့နော်အချို့ကကြောင်းကြီးကြောင်းကောင်းမှသွားကြတဲ့လူတွေရှိရဲအဲ့လိုမျိုးဟိုအဲ့လိုမျိုးလေးတွေဒါသူများအလှူတော့ဝေဖန်တာတော့မဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးဒီနေရာလေးတွေကြံခဲ့တယ်အာဒီကြောင်းကြီးရွှေသဝင်းဝင်းဖြစ်မှာတကားကြီးတွေတောက်လာတဲ့အဲ့ပုံစံမျိုးလေးတွေဖြစ်တဲ့အခါကျတော့ပေါ့နော်ဒီလိုမျိုးမရှိတဲ့နေရာကြီးကို ပူရတဲ့ပီတိကလည်းဘာမှမလဲနိုင်တယ်လို့ကျွန်တော်ရဲ့ဘဝမှာလည်းဒါကထိန်ကိုပထမဦးဆုံးကထိန်တိုက်ကဖြစ်ဟိုဖြစ်ခွေရတဲ့တော့ဗောနော်ဟုတ်ဟုတ်တရတော်ကဟိုအတိုင်းမသိပဲဒါလောက်လည်းမထင်တာဘူးဗောနော်ဒါလောက်လည်းမထင်တာဘူးဆရာတော်ကဒီဟိုပရိဒေဝင်တစ်ခုလေးနောင်နဲ့ဆရာတော်လေးတွေ နဲ့ဆုံးကတ်လိုက်ရင်တော့ရပြီဆိုတော့ဆရာတော်အဲ့လိုမျိုးကမိတ်တာပေါ့နော်တို့တော့ဒီမျိုးဟိုပရိဒိပင်အများကြီးပါလာလဲဆရာတော်မထင်တာဘူးအများကြီးငွေအမောက်တွေကများလို့ဆိုတော့လည်းဒါဆရာတော်လည်းအရန်ဝမ်းတာပီတိဖြစ်ပါတယ်ကျင်းဝေးတဲ့ဆိုရင်ကျွန်တော်တို့ဒီဟိုဒါဘယ်လဲပဇွန်ဟင်းရှိရယ်အဝတ်သားကြက်တာအကြက်ကပတ်ပေါ့ကြက်ကပတ်နောက်ပြီးတော့ဒီဆက်သားဆက်သားကြောက်ဆက်သားမီစီဇန်ပေါ့နော်ပြီးတော့ဟိုငချင်းကြော်နှက်အချင်းရင်ဟင်းအတုတ်ပေါ့အတုတ်ငံပြရေကြော်ပေါ့ပြီးတော့အပီး ဟိုအချိုပွဲတွေအပီးစားပွဲတွေပြီးတော့ပါမုတ်ကိုကိမ်အာကိမ်မုတ်တို့ဒီကြောက်ကြောတို့အဲအဲ့လိုမျိုးလေးတွေနားဟိုပြေးစုံလေးတော့ကျွေးတာပေါ့နော်ဟိုဘယ်လိုပြောမလဲဆိုတော့ကျွန်တော်ကအထူးတစ်ခုကမလုံနိုင်မလုံဘူးလုံနိုင်တဲ့ခါကျရင်လိုတာကိုကျွန်တော်ကမကြိုက်ဘူးပိုရှန်တွေမှကျွန်တော်ကကြိုက်တာအဲအဲ့လိုမျိုးပေါ့နော်ဟိုပိုရှန်ရင်ပိုရှန်ကိုအလှူတစ်ခုကဥမာဆိုရင် လူ900စာဆိုပါစို့ အာ300ဇာလောက်ပဲချက်လာပြီးတော့200ဇာလောက်ပို့ပြီးတော့အလှလာတဲ့လူတွေကမစားဝါရတာတော့အဲ့လိုမျိုးတွေလည်းကျွန်တော်မဖြစ်စေချင်ဘူးအဲကြောင့်ဒီကျွန်တော်ခန့်မှန်းပြီးတော့ဒီက OTG တွေနဲ့တိုင်ပင်ပြီးတော့ကျွန်တော်တို့ဝိုင်းလုပ်ပေးတဲ့ OTG ကဘယ်လောက်ကုန်မလဲဘယ်လောက်ကုန်မလဲပေါ့နော်အဲ့ဒါထက်သူ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 ရင်ဟင်းဆိုရင်အများကြီးပုံနေတာ OTG နဲ့ပုံနေတာအများတန်းလှုပ်ဖြစ်သွားမှာဟုတ်အများတန်းလှုပ်ဖြစ်သွားမှာဟုတ်ကျွန်တော်တယောက်တည်းဆိုရင်လည်းဒါဖြစ်မဲ့အရာမှမဟုတ်တာဒီ900သားသမီး ရငွေရဲ့နောက်ပြီးတော့ဒီခုနှစ်ရက်သားသမီးတွေကလှူတဲ့ငွေတွေနဲ့ပဲကျွန်တော်တို့ကလုံနိုင်တာလေအမှန်ပြောမစွန်းဒါကျွန်တော်ရဲ့ငွေလဲပါတာပေါ့ကျွန်တော်လောက်အားကနဲ့ကျွန်တော်ရှာရတဲ့ငွေလဲပါသလိုဒီခုနှစ်ရက်သားသမီးတွေရဲ့ငွေလဲပါတဲ့အတွက်အဲ့ဒါကြောင့်ကျွန်တော်ဘာပဲကျွန်တော် post တင်တော့မှဆရာဟန်သူရဟိန်းနဲ့ခုနှစ်ရက်သားသမီးများအလှူပါဆိုပြီးတော့ကျွန်တော်ကအမြဲတမ်းတင်တယ်အလှူကြီးကိုလည်းထပ်သူထမ်းမြတ်ရကြပါစေအာဒီအလှူကြီးကိုလည်းဟိုထပ်သူထမ်းမြတ်သူရတဲ့အတွက်ဟိုဘယ်လိုပြောမလဲ ူတိုင်းရင်မှာလည်းပီတိဖြစ်လိမ့်မယ်လို့လည်းကျွန်တော်ထင်ပါတယ်။မြန်မာစတာပစား